ကျိုးအောင်တော်လန်ရေး16နှစ်ပြည့်မှတ်တရအစီအစဉ်မှာတွေ့ဆုံမေးမြန်းမှုဒီနေ့ဖိတ်ခေါ်ထားတဲ့သူကတော့ရှူဝါယောင်ဆရာတော်ရှင်ဦးထောင်ရပဲဖြစ်ပါတယ်။မင်္ဂလာပါဦးစင်ခင်ဗျာ။ဟုတ်မင်္ဂလာပါဗျာကောင်ကြီးမင်္ဂလာပါဗျာ။ဒီနေ့ပထမဆုံးမေးချင်တဲ့မေးခွန်းကတော့ရှူဝါယောင်တော်လန်ရေးတဲ့ကဦးစင်ရဲ့အမှတ်တရတွေ့ကြုံလေးတစ်ခုအရေးဆုံးမျှဝေပေးပါလားဦးစင်။အမှတ်တရဆိုရင်ဗတင်းမီဒီယာတွေနဲ့ဘုံတို့တန်ကားတော်တွေတော်တော်များစားကြရဲမှာပေါ့နော်။ ဟို crap ဖြစ်တဲ့ကိစ္စလေးတွေပေါ့အဲ့ဒါတော့ဒေါ်လေးမှတ်ရတယ်တချို့ကဘာဖြစ်လို့လဲဆိုတော့ဒီအာ interview တွေဓာတ်ပုံတွေရိုက်တဲ့အခါကျတော့ sales အုပ်စုဘက်ကနေပြီးတော့ဟိုမြင်ကြတာတွေရှိတယ်ပေါ့နော်ဒါပေမဲ့ကအဲ့ချိန်မှာတကကောင်ကြီးတို့အဖွဲ့တွေဒီဘာမှမကြည့်ဘူးပေါ့နော်အများစုအဖြစ်ဒါ the media ဘက်ကနေပြီးတော့မှအာ ဓာတ်ပုံတွေမှတ်တမ်းတွေအများကြီးကြောင့်ဖုန်းတို့ဒီနေ့ချိန်ဒီဒီဓာတ်ပုံမှတ်တမ်းတွေအများကြီးပြန်ကွင်ပြန်ကြည့်ကွင်ရတယ်ပေါ့နော်ဒါတော့ဒီကာလမှာတချို့ဆိုရင်အာဓာတ်ပုံတွေမရိုက်ကြတဲ့ဗီဒီယိုတွေမရိုက်ကြတဲ့ပေါ့နော်အာဆိုပြီးတော့မှလိုက်ပြီးတော့တချို့တန်ခါတွေကပိတ်ပင်တာရှိတယ်ပေါ့နော်ဒါပေမဲ့ဒီကြားတွေကနေပြီးတော့ဒီကါတို့အဖွဲ့တွေကျူးကျူးကျားနဲ့ဟိုရွှေအောင်မှတ်တမ်းတွေအများကြီးကဘာကိုထုတ်ပြနိုင်ခဲ့တာဖုန်းတို့အတွက်တကယ်အမှတ်တရ အဲရစရာလည်းရှိတယ်ပေါ့နော်နောက်တစ်ခု အမှတ်တရရစရာကောင်းတာပါလဲဆိုတော့ဒီအာ20ရက်နေမှာအာ white dawn ဆန်းစုကြည်အရှိကိုဘုံတို့ရောက်တဲ့အခါပေါ့နော်အဲ့ဒီကဓာတ်ပုံတွေကလည်းပဲအများကြီးကဘာကျော်သွားတာပေါ့နော်အဲ့ဒီဥစ္စာလည်းပဲတော်လေးကိုအမှတ်တရဖြစ်တာပါတန်ဃာတွေက white jam ပါစေဆိုပြီးတော့မှဆူတောင်းကြတယ်ဘိုးကြီးတွေမှာဓမ္မကြီးကိုတိုင်သူရဲ့ဒီဒေါခင်ဝင်းတို့မိသားစုနဲ့ပေါ့နော်သူတို့ခြံဝါကိုထွက်လာပြီးတော့လက်ဦးချီပြီးတော့မှ တန်ဃာတော်တွေကိုဖူးမြော်တဲ့ skite တန်ဃာပေါ့နော်ဒါတချို့တန်ဃာတော်တွေဆိုရင်မျက်ရည်ကျတာတွေမျက်ရည်ဝဲတာတွေရှိနေကြတဲ့အခါကျတော့ဟိုဖုန်းအနေနဲ့တွေ့ရမြင်ရတာပေါ့နော်တော်လေးကိုဟိုအမတ်တရလည်းဖြစ်တယ်အဲ့ဒီနောက်ပိုင်းမှာလူတွေရဲ့ဒီစိတ်သက်ခွန်အားတွေလည်းပို့ပြီးတော့ကြွလာပြီးတော့မှဖုန်းတို့ဒီအာရွှေအောင်တော်လိုင်းကြီးလိုင်းကြီးကပို့ပြီးတော့ကြီးလေကြီးကျယ်လာတယ်လို့ပြောလို့ရပါတာပေါ့နော်ဒီသူလူလူတွေအများကြီးပူပေါင်းလာတယ်ကွာအဲ့ဒီဥစ္စာတွေကတော့တကယ်ကိုမိလို့မရတဲ့အမတ်တရတွေပါပဲဗျာ လွန်ခဲ့တဲ့16နှစ်ဒီနေ့မှာဂျပန်သတင်းတောက်နာဂာအီပေါ့နော်စုလေလန်းစုံမှာပြစ်တက်ခံခဲ့ရတယ်အဲ့ဒီတုန်းကဥစဉ်လဲအဲ့ဒီစုလေလန်းစုံမှာရှိနေရလို့ပြောတဲ့အဲ့ဒီတုန်းကဥစဉ်ကြုံခဲ့ရတဲ့အတွေ့အကြုံလေးနည်းနည်းပြန်မျှဝေပေးပါဦးဥစဉ်ပြစ်တက်တဲ့အချိန်ပေါ့နော်အဲ့မှာမိခိုးလုံးတွေအရင်ဆုံးဒီအာမျက်ရည်ုံမှုတွေပြစ်ချလိုက်တယ်နောက်ပိုင်းမှာစစ်သားနှစ်ယောက်ကနေပြီးတော့ ရောက်လာပြီးတော့မှအဲ့ဒီမှာအနီးကပ်ပေါ့နော်ဖုန်းတို့မြင်ရတာတွေ့ဟိုပြစ်တက်လိုက်တာပေါ့ဒါပေမဲ့ဟိုသူတို့ကတော့ဟိုအဲဒီလိုပြောမလဲဆေးဥစုကတော့အဲ့ကာလာတုန်းကရဲချုပ်ခင်တို့ပေါ့ညင်းခဲ့တာပေါ့လေသူကတော့ဒီဥစ္စာမဟုတ်ပါဘူးပေါ့အဝေးကနေပြီးတော့ဒီလိုပဲဟိုလူကြားတဲ့ကို6ရက်ကျင်းနဲ့မှသူကထိခိုက်သွားတာတို့ဘာလို့ပြောတယ်ပေါ့နော်ဒါကတော့မမှန်ဘူးလို့ဖုန်းတို့ကယုံကြည်ပါဘာဖြစ်လို့လဲဆိုတော့အဲ့ဒီပန်းဆိုတန်းကုန်းစရာကြော်မှာပဲအပေါ်မှာကဒီဖုန်းတို့သူတို့ပြစ်တဲ့ခတ်တဲ့အချိန်မှာဖုန်းကိုယ်တိုင်ရှိနေတာပေါ့ အဲ့တော့လိုဝင်နေရှိနေတာပြောမယ်ဆိုရင်ဘုံယူအဝတ်စားနဲ့ဝတ်လို့မရတော့ဘုံလို့အနေနဲ့အနောက်ကနေတောက်လျှောက်ဒီထောင်လိုင်းအုပ်စုကလိုက်တဲ့အခါကျတော့အဲ့မှာလိုပုံစံနဲ့ရှိနေတဲ့အတွက်ကြောင့်မလို့အဲ့ဒါကိုသေချာမြင်ခဲ့ရတာပေါ့နော်စေအုပ်စုကတော့တောက်လျှောက်လုံးသူကတော့လိန်ခဲ့တာပေါ့နော်အဲ့မှာစစ်သားတွေကဒီအခက်ကြီးနဂိုင်ဆန်ကိုခါတဲ့ဟိုအဲဒရုတ်တိုက်ဆွဲသွားတာပေါ့နော်မီကိုပုံးတွေပြစ်ပြီးတော့မှအဲ့လိုမျိုးဖုံးလို့မြင်ခဲ့ရတာပေါ့ဗျာ အရေးဥစားတော့ဒေါ်လေးကြေကွယ်ဝမ်းနဲ့စရာကောင်းတယ်ပေါ့နော်ဒါပေမဲ့ဘသူဆိုတာတော့တိတိကျကျတော့မသိဘူးပေါ့နော်အဲ့ချိန်တော့ဘာကြောင့်လဲဆိုတော့အာနိုင်ငံသားတယောက်ထိသွားတယ်ပဲဖုန်းလို့သိတာပေါ့ညနေ သတင်းမှာတက်လာတဲ့အခါကျမှဒါဂျပန်နိုင်ငံကသတင်းတောက်ဆိုတဲ့ဥစ္စာမျိုးကိုလည်းသိခဲ့ရတယ်။နောက်ဂျပန်ပြည်ကိုရောက်တဲ့အခါမှာလည်းပဲသူ့မိသားစုနဲ့ဆက်သွယ်ပြီးတော့စကားပြောခဲ့ရတာလေးရှိတယ်။နောက်သူဒီဟိုသတင်းဌာနပေါ့နော်သူလုတ်ခဲ့တဲ့သတင်းဌာနပုံကိုယ်နေလည်းပဲဘုံတွေ့ခဲ့တဲ့အခါကျမှအဲကျမှသူ့ရဲ့တမိုင်းကြောင်းကိုလည်းပဲကောင်းကောင်းသိခဲ့ရတာပေါ့လေ။အဲဒီတော့ကြောင်းလို့လည်းပဲဟိုအဲ့ချိန်တော့ကပြောခဲ့မှုတာပါလေဆိုတော့ဘုံတို့ဒီမြန်မာအာဒီမိုကရေစီရေးမှာ ဒီလိုအတက်ပေးသွားတဲ့အတွက်ကြောင့်လို့လည်းခေါင်းတို့အနေနဲ့ဟိုအသေးမှန်1နဲ့ပြင်မဲ့ပေါ့နော်ဒါဟိုဂျေဟိုဘယ်လိုပြောမလဲ1နဲ့အားလုံးနဲ့ထပ်တူ1နဲ့ခဲ့ရတယ်ပေါ့နော်ဒါပေမဲ့လည်းပဲဟိုခေါင်းတို့အာတရင်တွေကိုပေါ့နော်ပြည်သူတွေကိုကဘာကိုချပြပေးခိုင်းတယ်လည်းဂျေဇုတင်တဲ့အကြောင်းသူတို့တော့ပြောခဲ့မှုပါတယ်ဗျာဟုတ်အာဦးစင်းတို့ကိုရဲဆက်ဆက်ဖြိုခွဲခဲ့တဲ့ရဲတပ်ဖွဲ့ရဲ့ဥဆောင်တဲ့လူကရဲချုပ်ဦးဖင်ပေါ့နော်တန်ခိုင်ရင်နဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဥက္ခရာဖြစ်နေတယ်ပေါ့နော် ဲ့တော့အဲ့ဒီတုန်းကဥခင်ကြီးလုတ်ခဲလုတ်ရက်နဲ့ပတ်သက်ပြီးတော့ဒီကနေပြီးတော့ဟိုဥစဉ်နေနဲ့ဥခင်ကြီးဘလို့သတင်းစကားမျိုးပွားကြတယ်ဥခင်ကြီးပေါ့နော်ဟိုအဲ့ချိန်တော့ကလည်းမယိုးသားခဲ့ဘူးပြအခုလည်းပဲမယိုးသားဘူးပေါ့နော်ကျောက်ကတော့အဲ့လိုပဲမြင်တယ်အဲ့တော့ဟိုယိုးသားသားပဲတိုင်းပြည်ပေါ်တကယ်စေတနာရှိတယ်စေတနာမှန်ကန်တယ်ဆိုရင်တော့ပေါ့ဟိုယိုးယိုးသားသားနဲ့ပေါ့နော်တိုင်းပြည်ကို အကျိုးစီးပွားကိုတကယ်ရှစ်ရှုမယ်ဆိုရင်တို့တွေအချိန်မီပြုတ်ပြင်လို့ရနေတာပေါ့ဒါပေမဲ့အခုချိန်ထိဒီလူမိုက်တစုလူလူရုပ်မှာတစုကတော့ဘယ်တော့မှပြုတ်ပြင်မဲ့လမ်းကြောင်းဖုံးလို့မမြင်ရဘူးဒါကြောင့်မလို့တမိုင်းရတော့တို့ကိုတန်းခတ်မှာပါအဲ့တုန်းကတန်ကားတွေကိုသူကိုယ်တိုင် ရဲရဲဆက်ဆက်သူတို့ကိုယ်တိုင်ရဲကြုတ်ဖြစ်နေတဲ့အချိန်မှာမိန်ပေးပြီးတော့မှစေခိုင်းခဲ့တဲ့အတွက်ကြောင့်လို့သူတို့တွေဒီဥအောင်တောင်းတို့ဆိုလည်းပဲပြောမယ်ဆိုရင်ပေါ်အဲ့တော့ဥဆိုးဝင်းတို့ပေါ့နော်ဘလို့တေခဲ့ရလဲဆိုတာကိုအားလုံးနဲ့မြင်ခဲ့ရတာပဲလေနော်ဒါမတရားလုပ်ရင်သူတို့တွေးအံ့ပြီးတော့တေခဲ့ရတာပဲဒီဘက်နောက်ပိုင်းမှာလည်းခင်ဗျာကြီးဒီဒီနေ့ဗိုလ်ချုပ်မြစ်ဆိုရင်တေသွားတယ်ဘလို့ဘလို့ပုံစံပြင်ဦးတေသွားခဲ့လဲဆိုတာပေါ့နော်ဒါအားလုံးသိနေကြရတာပဲအဲ့တော့ကြောင့်မလို့တမိုင်းဆိုတာက ဟိုဘောကမကူးဆိုတာပေါ့နော်ဒါကြောင့်မလို့ဒီလူကြီးတွေဒီပုံကိုယ်တွေနေနဲ့ဖုန်းနေနေရတော့ပြောချင်တာတော့ဗျာဟိုပြင်ဆင်ပါပေါ့အချိန်မီသေးတယ်ပေါ့ဒီလောက်ပဲပြောချင်ပါတယ်ဗျာဟုတ်ဒီမှာဗျာဟိုဦးစင်းနဲ့တပည့်တော်ရဲ့နောက်မှာ background လောက်ထားတဲ့အဲ့ပုံလေးအကြောင်းလေးလည်းနည်းနည်းပြောအောင်အဲ့ပုံလေးကပဲချိန်အဲဘယ်နေရာမှာရိုက်ထားရလဲဟိုအဲ့ပုံကရောတကယ်ပုံလားခုနပြန်ပြင်ထားတဲ့ဟာလားအဲ့ဒါလေးလည်းနည်းနည်းမျှဝေပေးပါဟာ ီပုံကဘုံတို့ဒီရွှေတကုံကနေပြီးတော့မှ25ရက်နေမှာပေါ့နော်ဒီဘုံတို့သွေးစည်းကံတို့ပြီးတဲ့ခါကျတော့ဒီရောက်ကလန်ဟိုဟာ sorry သွေးစည်းကံနေပြီးတော့မှဘုံတို့ energy ရုံးချုပ်ကိုသွားတယ်ပြီးတဲ့ခါကျတော့ဘုံတို့ဗဟန်းတုံးလန်ဗဟန်းနေပြီးတော့မှဒီဘက်မင်္ဂလာတောင်ဟိုဟာအာကြည်မြနိုင်လန်းကိုဖြတ်တယ်ပေါ့ကြည်မြနိုင်ကြည်မြနိုင်ရနေပြီးတော့မှဘုံတို့ဒီအာ လဲရန်မီးပွားရင်ကိုဖြတ်တယ်လဲရန်မီးပွားရကနေတဆင်းတက္ကသိုလ်ရိတ်တာလမ်းပေါ့နော်အဲ့ဒီလမ်းကနေပြီးတော့မှတဆင်းမှာကဘာကြီးဖះကိုခြေတက်တာပါဗျာအဲ့ဒီကတော့မဟာနာဆရာတော်ကြီးစီကိုသွားပြီးတော့မှဘုံတို့ကဘာကြီးဖះမှာသွားပြီးတော့တောင်းဆိုခဲ့တာပါတန်ဃာတော်တွေရှိရနေပြီးတော့မောမောမတ်ရက်တီပေတော့တန်ဃာတွေတန်ဃာတော်တွေနဲ့မြတ်စွာဘုရားရဲ့တာသနာကိုမျက်နှာပူပြီးတော့မှဒီစေအုပ်စုရဲ့ဒီလိုလောက်ရက်တွေကိုပေါ့နော်ဆရာတော်ကြီးတွေနဲ့ဝင်ရောက်ပြီးတော့ဟန်တာပေတော့ဆိုပြီးတော့မှသွားပြီးတော့မှအဲတောင်းဆိုတဲ့ဓာတ်ပုံပါဗျာအဲ့ဒါဒီဓာတ်ပုံကိုတော့ဟိုဟာက ကိုကျော်သူဟာရွှေအင်းသားသူရိုက်ထားတဲ့တပ်ပုံပါဗျာဒီတပ်ပုံကလေဒီတန်ဃာတော်တွေအများကြီးအဲပါဝင်ပြီးတော့လမ်းလျှောက်နေတဲ့ဒီတပ်ပုံရွှေအင်းသားကိုခမောင်းဝင်လားအာအာရကိုခမောင်းဝင်ဗျာဟုတ်ပါတယ်ဗျာအဲသူနဲ့မှာကိုကျော်သူပဲကျော်သူတို့ကရွှေအင်းသားခမောင်းဝင်ရိုက်ထားတာ အဲကိုခမောင်ဝင်းရိုက်ထားတဲ့ဓာတ်ပုံပေါ့နော်ဒီသူရိုက်တဲ့ဓာတ်ပုံဟာဒါ AFP တို့ဘာတို့မှလည်းပဲတော်လေးနာမည်ထွက်ခဲ့တာပေါ့နော်ဒီဥစ္စာလည်းပဲလုံးဝကိုဖုန်းအတွက်လည်းဟိုအမှတ်တရဖြစ်တယ်ပေါ့နော်အရှိရဆိုရင်ဖုန်းတို့နှစ်ပါးတည်းမှဆိုရင်ဒါအရှင်ဝိအရှင်ဝိဇယရဲ့ဖုန်းဖုန်းရဲ့ပေါ့နော်သူကတော့ရခိုင်ရပေါ့အာလက်ရှိတော့သူကတော့လူထွက်သွားပြီပေါ့လေဒီအခြေသုံးမှာရက်နေတာဆိုရင်တော့ဖုန်းတို့တန်ခတ်ကိုယ်စလဲအခွေရတန်ခတ်တော်တွေပြီးတော့ဟိုဟာကတန်ခတ်တန်ခတ် အာမြန်မာလုံးကငိုင်ကလုံးဆရာတန်ခါတပေါင်းစုကပုံကိုတွေပေါ့နော်သူတို့တွေပါဝင်ပါတယ်အကုန်လုံးကတော့လေအဲ့ဒီမှာပါဝင်နေတာအဲ့ချိန်တော့ဘုန်းဘုန်းတို့ကအာမြန်မာနိုင်ငံလုံးဆရာတန်ခါကိုယ်စားလှယ်ဖွဲ့ဆွေးပြီးတော့မှကျေးသွန်းပါခင်ဗျားတို့ဟိုမှတ်မိအောင်မလားမသိဘူးခုနေ့ကဘုန်းဘုန်းပုံတော်ပုံလေးတင်ထားရှိပါတယ်ဒီတက္ကသိုလ်ကိုယ်တိုင်လည်းတောင်းလေးမှထိုင်နေတယ်လေကိုကျော်သူတို့ဟိုဟာစွန့်ကတ်တဲ့ အနေဟိုကျေးသုံးဖရားမှာဘုံတို့ဆုရလောက်ပြီးတော့မှာအခုကျော်သူတို့ဆုံးကတ်တယ်အဲ့မှာခင်ဗျားတို့ဟိုဘုံတို့ဘယ်လန်းနေသွားမယ်ဘာတွေလုပ်မယ်ဆိုတာကိုရွေးချယ်တဲ့အချိန်မှာအဲ့မှာတက္ကရာထိုင်းနေတဲ့ပုံလေးပါတယ်ဆိုတာပေါ့လေဟိုတက္ကရာတော့ပြန်ပြောတဲ့ခါကျတော့ဘုံတွေးလိုက်ရတယ်ပေါ့လေနော်အဲ့ဒီအဲ့ဒီဥစ္စာဆိုရင်ဘုံတို့ဒါအမျိုးသားကြီးဦးဝင်းနိုင်တို့ကိုစားကနာတို့ဆံမတန်းမြအောင်တို့ပေါ့နော်ဒါအစရှိသမျှအော်ဒေါ်ရှိစိကတ်တို့အာသူတို့အုပ်စုတွေဆုံးကတ်နေတဲ့ အချင်းတွေပေါ့သူတို့လာပြီးတော့မှဆွန့်ကတ်တယ်ပြီးရင်လမ်းကြောင်းတွေမှာသူတို့ဆရာဝန်တွေစီစဉ်ပေးတာတခြားကိစ္စတွေအများကြီးပေါ့မှာသူတို့လောက်ကင်ဆောင်ရွက်ပေးတာပေါ့အဲ့အချင်းတော့ကလေဒါတကယ်ကိုဟိုဒီခြေတုံဖျားကြီးကပြောမယ်ဆိုရင်တော့ဒီချွေဟွာရောင်ရဲ့သမိုင်းမှာမေ့လို့မရတဲ့နေရာတစ်ခုပေါ့ဗျာအဲ့ဒီနေရာမှာခေါင်းတို့တက္ကသိုလ်ဆုံးခဲ့တယ်ဒါပေမဲ့တက္ကသိုလ်မှန်းလည်းမသိဘူးပေါ့တော့အဲ့ချိန်တော့အဲ့မှာမတက်ရက်နေတာကဟိုကဥနေမိန်တရဲ့ဖုံးဖုံးရဲ့ပေါ့အဲစကားပြောနေတာပေါ့အဲ့ချိန်တော့ကလေတင်ပါတင်ပါ အဲ့တော့ဒီရှိုးရောင်းတော်လန်ရေးမှာတန်ဃာတွေကထိတ်ဆုံးကပါခဲ့တယ်။ခုຫນွေဦးတော်လန်ရေးမှာကြတော့ဟိုတန်ဃာတွေရဲ့ပါဝင်မှုကမရှိသလောက်နည်းသွားတယ်။အဲ့အဲ့ဒါအဲ့ဒါဘာကြောင့်ဘလို့ကွာခြားမှုဖြစ်သွားလဲလို့ဆိုရင်ဥစဉ်မြင်လေးတစ်ချက်ပြောပြပါဦး။အဲ့တော့အဲ့ဒီသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်တဲ့တရောက်လျှောက်လုံးကယဟန်တန်ဃာတွေရပါဘောနော်ပြည်သူ့ဘက်ကပဲယက်တီခဲ့တာပေါ့နော်။ဒီ2021ကာလမှာကြတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီဂျားကာလမှာဒီခေါင်းတို့ရဲ့အာ အန်အလီဒီလွတ်တော်တဲ့ရောက်လာတဲ့နောက်ပိုင်းမှာပေါ့နော်စစ်အုပ်စုဘက်ကရောနောက်ပြီးတော့စစ်အုပ်စုနဲ့ပတ်သက်တဲ့ခုနပြောတဲ့ဥအောင်တောင်းတို့အုပ်စုကနေပြီးတော့မှဆရာတော်ဥယေရာသူတွေကိုချိတ်ကပ်ပြီးတော့မှသူတို့အတွေးမြင်တွေပြောင်းသွားပြီးတော့မှနောက်ပိတ်ဆုံးမိထီလာမှာစပြီးတော့ဗာပြောလဲဆိုဆရာတော်ကဒီခွတောင်းကနေမော့တောင်းဖြစ်သွားပြီးဆိုပြီးတော့မှစပြီးတော့မှတိုက်ခိုက်တဲ့စကယ်လုံးတွေပေါ့နော်စလာတယ်အဲ့ဒီနောက်ပိုင်းမှာဒရောက်လျှောက်လုံးကဒီဟို ဘာသာရေးပြိပက္ခတွေကိုတွေးထုတ်လို့ဆိုခဲ့တယ်ပေါ့အဲ့ဒါကြောင့်မိထီလာအရေးခင်းလို့လို့နောက်ပြီးတော့မှဒီမတိထားတို့ကိစ္စလိုမျိုးရခိုင်မှာအများကြီးဖန်တီးပြပစ်လိုက်ပြီးတော့မှတိုင်းပြည်ကိုဖျက်ဆီးပစ်လိုက်တာပဲအဲ့ဒီလိုပဲဖော်တော့မြင်တယ်အဲ့ဒီလိုပြစ်လိုက်တဲ့အတွက်ကြောင့်မလို့ဒီတန်ကဒီသာသနာသမိုင်းမှာပြန်ကြည့်မယ်ဆိုရင်တော့ရှင်ပြိုင်လို့တောင်ပြောလို့ရတယ်ပေါ့လေဒါမဟာနာနဲ့မဘာသာဆိုပြီးတော့မှရှင်ပြိုင်ပေါ်ပြီးတော့ပလာပေါ်ပေါက်လာခဲ့တယ်အဲ့မှာမဟာနာက မဟာနာဆရာတော်ကြီးတွေကလုံးဝအာဏာမရှိတော့ဘဲနဲ့ဘာဖြစ်လာလဲဆိုတော့မဘာသာအုပ်စုကကြီးစိုးလာတဲ့တနိုင်ငံလုံးတိုင်းတာနဲ့အခုချိန်ထိပေါ့နော်အခုလည်းပဲဒီနေ့ဒီချိန်ခါထိရန်တန်တာတွေဘာကြောင့်မပါလဲဆိုရင်တော့ခုနပြောတဲ့ဘာသာရေးမှိုင်းတိုက်မှုပေါ့လေအစွန်ရောက်တဲ့မျိုးချစ်ဝါဒကြောင့်ပဲလို့ပြောရမှာပဲအဲ့တော့လူသားဆန်မှုဆိုတဲ့ဒီဖျားဟောတဲ့ဒီမေတ္တာစေတနာကုဏ္ဏတရားတွေပျောက်ဆုံးပြီးတော့မှငါဘာသာငါလူမျိုးဆိုတဲ့ပုံကိုအစွဲတွေပေါ့နော် ငါဥစ္စာပဲငါကောင်းတယ်လို့မြင်နေကြတဲ့လူအဖွဲ့စည်းတစ်ခုဖြစ်သွားတာပဲတန်ခါအဖွဲ့စည်းတစ်ခုဖြစ်သွားတယ်ဖြစ်သွားတဲ့အတွက်ကြောင့်လို့ခေါင်းတို့ဒီနေ့ချိန်ခါမှာဒါကတို့လည်းသိတဲ့အတိုင်းပဲဒီနေ့လူဦးတော်လိုင်းအရာပြန်ကြည့်မယ်ဆိုရင်ပေါ့နော်ပြည်သူတရလုံးတတိုင်းပြည်လုံးပါပင်မယ်ခေါင်းတို့ပြည်သူတွေရဲ့ဒီလှူဒန်းငွေတွေပြည်သူတွေရဲ့အာအထွတ်မြတ်ထားတဲ့ရဟန်းတန်ခါတွေရပါတော့ပြည်သူတွေကိုမျက်ကွယ်ပြုပြီးတော့မှကြောင်တခါကြီးတွေပိတ်ကြတယ်အာပြည်သူတွေကိုပေါ့နော် ဆန္ဒစိတ်တွေကင်းမဲ့နေတာပေါ့အမတန်ဝမ်းနေစရာကောင်းတယ်အမတန်လည်းချက်စရာကောင်းတယ်ဒီဘေးကွန်းကဘုန်းတို့နိုင်ငံတကာသွားတဲ့အချိန်မှာလည်းပဲမင်းတို့အာဒီရွှေရွှေဝါရောင်တို့ကတန်ဃာတွေကအများကြီးပါခဲ့တယ်ပေါ့နော်ဒီနေ့နူးဒေါ်လိုင်းမှာဘာကြောင့်မပါတယ်ဆိုတဲ့မေးခွန်းကိုခဏခဏမေးခံရတာအဲ့တော့ကြောင့်ဘုန်းတို့မှာတခါလေးကြာရင်တော့ဖြေဖို့ကတော်တော်ခက်တယ်တော်တော်လေးပဲဟိုကိုပေါင်ကိုလန်ထောင်းဖြစ်တယ်ပေါ့ဗျာဒါကြောင့်မလို့ဆရာတော်ကြီးတွေကိုအများတန်းဘုန်းတို့ရောက်ဖြစ်တာပါလဲဆိုတော့ဒီအချိန်မီပြုတ်ပြင်ဖို့ပေါ့နော် အာနာရှင်ဘက်ကရက်မာလာပြည်သူဘက်ကရက်မာလာပေါ့နော်ပြည်သူမျက်နှာကိုပဲကြည့်စေချင်တာဒါပေမဲ့ဘုန်းတို့လိုချင်တာတွေနဲ့ရနေတာတွေကတခြားစီပဲတကတော့ဒီနေ့ချိန်မှာတော့တကယ်ဝမ်းနဲ့ဆရာကောင်းတယ်အဲ့တော့ဦးဇင်ရှိုးဝါရောင်တော်လန်ရေးတမိုင်းကိုပြန်ပြောမယ်ဆိုရင်တော့ဒီဗမာပြည်ကြီးရုပ်ရှင်ကိုဖယ်ထားလို့မရဘူးပေါ့နော်ဒီဗမာပြည်ကြီးရုပ်ရှင်ကြောင့်လည်းဒီနိုင်ငံတကာကရှေးဝါရောင်တော်လန်ရေးကိုဦးတည်လာတယ်လို့ ပြောရမှာပေါ့နော်အဲ့တော့အဲအဲ့ဒီဗမာပြည်ကြီးရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ဥစဉ်ရဲ့အမည်လေးလည်းတစ်ချက်ဟိုဟိုပြောပြပေါ့ဦးစေပေါ့နော်ဒီဗမာပြည်ကြီးရဲ့ဒီအခမ်းကဏ္ဍကဖုန်းတို့ဒီတမိုင်းမှာပေါ့နော်နိုင်ငံတကာမှာလည်းပြန်ကြည့်မယ်ဆိုရင်ဒီမှတ်တမ်းရုပ်ရှင်ကတကယ်ကိုအောင်မြင်ခဲ့တဲ့ရုပ်ရှင်တစ်ခုလို့လည်းပြောလို့ရတယ်နောက်တော့ခုနအော်စကာဆုလို့ဂဇက်တောင်မှဟို ချိန်နိုင်ခဲ့တယ်ပေါ့เนาะအဲ့ဒီကလည်းပဲဘုန်းတို့ဒီဒေါ်လာရေးကိုအထောက်အကူပြည့်စည်တာပဲပြည့်စည်တဲ့အပြင်ကိုဘုန်းဘုန်းဒီ2019ပေါ့เนาะ2017 2010ထဲမှာအာအဲ့ဒီဟိုဟာကိုခရီးစပြီးတော့ဥရောပကိုထွက်တဲ့အခါမှာလေပေါ်မှာပေါ့เนาะဘယ်နိုင်ငံကလည်းပဲမေးတယ်လူတွေကပေါ့เนาะနိုင်ငံခြားသားတွေကအမြန်မာပြည်ကရှက်ခရမမာလို့ပြောတဲ့အခါကျတော့သူတို့တွေအိတ်ထဲကနေပြီးတော့ဒေါ်လာထောင်ချီပြီးတော့လူတာဗျအဲ့လိုမျိုး၄၅ခါလောက်ကြုံခဲ့ရတယ်နောက်လမ်းသွိုင်းလည်းပဲ ဘယ်နိုင်ငံကလဲဘယ်ကလဲဆိုတဲ့ဥစ္စာမျိုးဒီဘာသာကြောင့်မွတ်စလင်တွေရောခရစ်ယာန်တွေရောဗုဒ္ဓတခြားအာသာရလိဂျင်အစားပုံကူတွေရပါစေဘုန်းတို့မြင်တာနဲ့အာအရန်ကိုလေးစားကြတယ်တန်ဖိုးထားကြတယ်ဒါပေမဲ့အဲ့2021ဥိရာသူတို့ပြန်လွတ်လာပြီးတဲ့နောက်ပိုင်းမှာကျုပ်တို့ရဲ့အခန်းကဏ္ဍကလေကြောက်စရာကောင်းတော့အောင်အာရော့ကျသွားတယ်ဒီတမိုင်းတစ်ခုလုံးကိုပေါ့နော်စစ်အာဏာရှင်တွေနဲ့ဒီမဘာသာအစွန်ရောက်တွေပေါင်းပြီးတော့မှဖျက်ဆီးလိုက်တယ်လို့ခံစားခဲ့ရတာ ဒီကျုပ်ဖုံးဖုံးရဲ့ဒီအဖုံးပေါ်မှာဒီမွတ်စလင်တိုင်းဝင်ရဆိုရင်ပေါ့နော်ဒီအာဖရိကတွေရဆိုဆိုမာလီယာတို့အီရိုထရီးယားတို့ဒီအကင်ညာတို့ဘာတို့ကဆိုရင်တော့နော်ဝေးမှာနေတဲ့အခါမှာအရန်ချမ်းတယ်လေတကယ်လို့လည်းတိတိတိုင်းမိုင်းနဲ့20တို့30တို့တခါလေးဖြစ်တာဆိုတော့အနွေးတွေတွေခင်ဗျသူတို့နိုင်ငံမှာပြီးတော့မှဟိုဒီတုံးမွေးအနွေးတွေတွေကိုလက်ဆောင်ပေးတာခင်ဗျဘယ်ဘယ်မှမရှိခဲ့တဲ့အရာဝတ္ထုနော်မေတ္တာတရားကတကယ်ကို ဟိုတယောက်နဲ့တယောက်တန်ဖိုးထားတယ် respect ထားတယ်ဆိုတာကဟိုအဲ့မှာအများကြီးခံစားခဲ့ရတယ်အငါတို့နေရာပေါ့နော်ငါတို့နိုင်ငံမှာ hate speech မတားသုံးကြတယ်ဒါပေမဲ့ဒီမှာငါတို့လူတွေကတန်ဖိုးထားတယ်ပေါ့နော်အဲ့မှာဖုန်းလို့ရဲ့အတွေးမြင်နေလဲဖုန်းလို့ပြောင်းလဲသွားတယ်အစ်အစန်းတွေလည်းအများကြီးဖြစ်လာခဲ့တာတကားလို့တကယ်ကိုဒီတကားတို့ရဲ့ဒီငါတို့မကြည့်ဘူးလေတချို့တကယ်ချင်းတွေပြောတယ်ဟိုသူတို့ကြည့်ဘူးလား Rambo ရဲ့ဒီဟိုကလေ ဟိုစကားရင်းတော့ဒီ88နောက်ခံ background ကိုရိုက်ထားတဲ့စကားသူတို့ကြည့်ဘူးတယ်ပြီးတဲ့အခါကျတော့ဒီဘာမဘီဂျီပေါ့နော်ဒီတန်ဃာတော်တွေရဲ့လှုပ်ရှားမှုတွေကိုဒီဟာသူတို့ကြည့်ခဲ့ရတယ်ပေါ့နော်အားလုံးကအဲ့ဒီဥစ္စာကိုပြောပြီးတော့မှဖုံးဖုံးတို့တော်ကဘယ်လောက်ထိတန်ဖိုးထားခဲ့တယ်ဆိုတော့ခုံးတို့ကိုယ်တိုင်ခန်းစားခဲ့ရတယ်ဒါကြောင့်မလို့ဒီဒီဘာမဘီဂျီမှာပါခဲ့တဲ့သတင်းသမားတွေရောဒီရုပ်တံတွေကိုပေါ့နော်မြန်မာပြည်တွေကနေတော့တက်ဆန်စံပြထုတ်ခဲ့ပေးတဲ့သူတွေကိုခုံးကအရင်ကျေးဇူးတင်တယ်မင်းလေးတန်ဃာဖွဲ့ရဒီနေ့ညညာချက်ဆောင်ထုတ်တယ်ပေါ့နော် အဲ့ဒီကြီးညာတဲ့မှာတရားမျှတမှုနဲ့လွတ်လပ်ရေးအတွက်ဆက်လက်တိုက်ဝဲတိုက်ပွဲဝင်မယ်လို့ဖော်ပြထားတယ်ပေါ့နော်အဲ့တော့အဲ့နဲ့ပတ်သက်ပြီးတော့ဦးစင်းအမြင်လေးပြောပြပေးပါတို့ဒီနေ့ဒီမန်လေးတမတက္ကသတက္ကသမကနေထုတ်ပြန်တဲ့ဥစ္စာလည်းပဲအမတန်ကောင်းတယ်အနာဂတ်မှာလည်းပဲဒီလိုပဲသွားစေချင်တာပဲတိုင်းပြည်ရဲ့အပြောင်းအလဲကဒီနေ့အချိန်ကမှတိတ်အေးကြီးတယ်အဲ့တော့စီးလုံးညီညွတ်မှုမရှိဘူးဆိုရင်ဘုန်းတော်အောင်မြင်မှုတွေဆုံးရှုံးသွားမှာပဲအဲ့တော့သူတမင်ငါတမင်ဆိုတဲ့စိတ်နေစိတ်ဓာတ်ဆိုတာမျိုးထက်ပေါ့နော် ခေါင်းတို့တွေကဒီနေ့တမိုင်းမှာပေါ့နော်ဟိုအတူတကွရေးထိုးနေကြတာဖြစ်တယ်အားလုံးကလည်းအပြောင်းလဲကိုလိုချင်နေဆိုရင်တော့ဟိုပြက်ပြက်သားသားပဲခေါင်းတို့ဒီနေ့အာနာရှင်ကိုရင်ဆိုင်ကြဖို့ဟိုဆောင်ရွက်ကြဖို့နော်ခေါင်းတို့ပြည်သူတွေကိုအဓိကတိုက်တွန်းချင်တာပဲအဲ့တော့ခေါင်းတို့မှာဘာမှရွေးချယ်စရာမရှိတော့ဘူးကိုကိုကခုခံပိုင်ကွင်းကလွဲလို့ခေါင်းတို့ဘာမှလောက်တိုင်းကွင်းမရှိဘူးအဲ့တော့လောက်ပိုင်ကွင်းတွေကနေပြီးတော့ခေါင်းတို့လောက်ရမယ်အလုပ်ကိုပေါ့နော်ခေါင်းတို့ပြည်သူတွေပြက်ပြက်သားသားလောက်ပေးပါပေါ့လေပြည်သူခေါင်းတို့ရုံနေဘာလို့လဲဆိုဒီနေ့ချိန်ထိ အာပြည်သူတွေဟာတောတွေတောင်တွေမှာတန်းနဲ့ချီပြီးတော့ပြေးနေရပင်မဲ့စစ်အုပ်စုကိုဆန့်ကျင်နေတုံးတိုက်ခိုက်နေတုံးဆိုတာဖုံးယုံကြည်တယ်။နောက်ဖုံးတို့ရဲ့လူငယ်တွေပေါ့နော်ဒီနေ့သူတို့ရဲ့အသက်တွေကိုဗရဏမထားပဲနဲ့မိမိရဲ့တိုင်းပြည်အတွက်မိမိနိုင်ငံအတွက်လူငယ်တွေကပြည့်စက်နေကြတယ်ဆိုတာကဖုံးတို့ဒီနေ့တမိုင်းမှာတက်တွေထူလို့ရတယ်။အဲ့တော့ဒီတက်တွေတွေနဲ့အတူပေါ့နော်ဖုံးတို့လူကြီးတွေကလည်းပဲပေါင်းကူတရားအနေနဲ့ပေါ့နော်ပေါင်းဆက်ပေးစေချင်တာပဲ။အဲ့တော့အတိတ်မှာတော့ဖုံးတို့မှားခဲ့တဲ့သင်ကန်းစာတွေရှိမှဆိုရင်တော့ဒီအနာဂတ်မှာ ိုအကောင်းဆုံးပို့ခေါ်နိုင်မှုပေါ့နော်ဘုံတို့ရဲ့အာလုံးဟာစွတ်စွတ်စီညီညွတ်အတော့မှာရမယ်ဆိုတော့ဘုံလည်းယုံကြည်တယ်ပြအဲ့ဒါတော့ဒါကြောင့်မလို့ဒီနေ့ဘုံတို့ပြည်သူတွေပေါ့နော်အာဒီစင်တကားပါကျင်တာကတော့ဒီရွှေအောင်ဒေါ်လန်ရ16နှစ်ပြာပင်အဲ16နှစ်ပြည့်သွားပင်ပဲဘုံတို့ရင်းနေမှာမမွေးပြောက်တယ်လို့ပေါ့နော်ဒီနေ့နေဦးဒေါ်လန်ရလည်းပဲအာဘုံတို့အတွက်အမတန်အရေးကြီးတယ်အာတကယ်လည်းပဲ ဒီຫນွေဥတော်လိုင်းမအောင်မြင်ခဲ့ဘူးဆိုရင်ဖုန်းတို့တွေကဆက်အနာရှင်အောက်မှာတစ်တလုံးနေထိုင်သွားကြရမယ်ဘဝတွေဖြစ်သွားလိမ့်မယ်အဲ့တော့အာအညက်ခံမလားယုံထွက်မလားဆိုတာဖုန်းလို့စဉ်းစားဖို့လိုပြီအဲ့တော့ဆရာကြီးဦးနဲ့ပြောခဲ့တဲ့စကားလိုပါပဲကျုပ်တို့တွေကဒီချိန်မှာပေါ့နော်ဖောက်ထွက်ဖို့လုံနေကြပါပြီအဲ့တော့ပြည့်ပြည့်တသားပဲဆောင်ရွက်ကြပါလို့ဖုန်းတော့ဖုန်းလို့ပြည်သူတို့တိုက်တွန်းချင်ပါတယ်ဗျာအကျေးဇူးတင်ပါတယ်ဗျာခုလိုဘုမပကြီးကိုဟိုဦးစင်းနေနဲ့စိတ်ရှိလက်ရှိ သူမေကျွန်တော်တို့မေးတဲ့မေးခွန်းတွေကိုဖြေကြားပေးတဲ့အတွက်လည်းအဲအရင်ကျေးဇူးတင်ပါတယ်ဥစ္စာဟုတ်တယ်တော့ဖုန်းလည်းကျေးဇူးတင်ပါပြီတက္ကသိုလ်အောင်ကျေးဇူးဒီနေ့ဘာဖြစ်ဖုန်းတို့ရွှေအောင်အမတ်တရားတက္ကသိုလ်တိုင်းလည်းပဲဖြတ်တန်းခဲ့ရတယ်ဖုန်းကိုတိုင်းလည်းပဲဖြတ်တန်းခဲ့ရတယ်ဆိုတော့ဒါတွေကတကယ်ဖုန်းတို့အတွက်တန်ဖိုးမဖြတ်နိုင်တဲ့သမိုင်းတွေပေါ့ဗျာဒီမှာပြန်ပြီးတော့စကားပြောတာကျုပ်ကကျုပ်တယောက်တည်းပြောတာနဲ့ခင်ဗျားကပြောစေချင်တာပုံမှန်တော့ဘာလို့ပြောတော့ဟိုဆွေးနွေးပွဲဆိုရင်တော့ပို့ပြီးတော့ကောင်းတာပေါ့ဗျာဘာလို့လဲဆိုတော့အတွေ့အကြုံပြန်ပြီးတော့ဖလှယ်ချင်တာအာသမိုင်းတစ်ခုမှာပေါ့ ဘုံတို့အရာခုနဖုံးပြောခဲ့တယ်လို့ပဲဒီစာအုပ်တုပ်ရေးဖို့ဆိုရင်ဘုံတို့ကဒီတမိုင်းမှာပေါင်ခဲ့တဲ့သူတွေကအခန့်ကဏ္ဍသိအရေးကြီးတာလေအဲ့တော့ဒီကရကတို့ရဲ့အခန့်ကဏ္ဍလည်းပဲဘုံတို့ဒီနေ့နူးဒေါ်လာရေးမှာဘာမှပြည့်ကြရဲ့အခန့်ကဏ္ဍရောဒီရှူအောင်ဒေါ်လာရေးမှာတည်းကဒီနေ့ချိန်တိပေါ့နော်ဒါကတို့ရဲ့အခန့်ကဏ္ဍအမတန်ကြီးပါတယ်ဒါကြောင့်လည်းဘုံတို့လည်းခုံပါတယ်ကြောက်ကျေးဇူးလက်တင်နေပါတယ်ဒီနေ့တို့လာပြောအမတ်တရဖုံးဖို့ပြန်ပြီးပြောခွင့်ပေးတဲ့အတွက်ကြောင့်မို့လဲဒီမှာနောက်ခါကြုံတဲ့ချိန်ကြရင်တော့ခြားဥစဉ်တွေပါ ပါခဲ့လူတွေပါဖိတ်ပြီးတော့ဇကဝိုင်းလေးတစ်ခုတော့လောက်ကြတော့ဦးဇင်ဘာမှမကြည့်ပါဘူးဟုတ်ဟုတ်ပြဟုတ်ပြကျေးဇူးပါတကားတော့အဲ့ဆိုတော့ဒီကျေးဇူးပါဦးဇင်ကျေးဇူးပါ